ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာကမ္ဘာ့ဗလာရှင်စစ်ပွဲဒုတိယဆင်းတုန်းကစီးရီးယားကိုကိုယ့်ရဲ့အိမ်ကွင်းမှာတရေကန်ခဲ့တဲ့မြန်မာအသင်းဟာဒီဒီချိန်မှာတော့ရှုံးမှရှုံးသွားတယ်ခင်ဗျာပွဲပြီးကာနီမှာပုံကိုပေးလိုက်ရတယ်ရှေ့စွမ်းကလည်းတော်တော်ကိုအားနေပါတယ်တနေရာမှအားရစရာမရှိခဲ့ဘူးတိုက်စစ်ကလည်းရန်ကန်မှန်ကန်ဆိုတဲ့ပုံစံမျိုးဖြစ်နေပါတယ်စီးရီးယားကလည်းကိုင်းကိုတဝက်လောက်စီးမိုးပြီးတော့ကစားသွားခဲ့တယ်ခင်ဗျာ ြန်မာသင်းဟာပထမပွဲစဉ်တုန်းကလည်းစီးရီးယားကိုအဝေးခွင့်ပွဲစဉ်ဖြစ်ကစားခဲ့ရတာပေါ့လေစီးရီးယားကဆော်ဒီအာရေဗျကိုသူ့ရဲ့အိမ်ခွင့်အဖြစ်အသုံးပြုပြီးကစားသွားခဲ့တယ်။အဲ့ဒီပွဲမှာလည်းမြန်မာဟာ၅ဂိုးတခုနဲ့နိုင်တယ်။ဒီနေ့မြန်မာရေမြန်မာမြေမြန်မာကွင်းမြန်မာပြည်သက်ရှင်းပေါ့မှာ၃ဂိုးဂိုးမရှိဆိုရလနဲ့ထပ်ပြီးတော့အနိုင်သွားခဲ့တယ်ခမရစီးရီးယားအတွက်အနိုင်ဂိုးတွေကိုပွဲကစားချိန်မိနစ်80ကိုရောက်မှ ဘာဘလိုဆက်ဘက်ကစပြီးတော့ဝင်ပေးခဲ့တယ်။အဲတော့ပွဲကစားချိန်85မိနစ်မှာဆက်ဘက်ကပဲပြည်တံမောင်းကန်နေမိလိုက်တာကိုပိတ်ပြီးတော့ဒုတိယကိုထပ်သွင်းပေးခဲ့တယ်။နောက်တဲ့7မိနစ်ပဲကြာတယ်။ဒီ88မိနစ်မှာပေါ့လေ။ဒါ SLR ကနေနောက်တဲ့တတိယကိုထပ်ပြီးတော့တွင်းသွားတယ်ခမ။အဲတော့မြန်မာအသင်းဟာ၃ခုခုမရှိသေးရလနဲ့ရှုံးနေသွားခဲ့ရတယ်။ဒီဘက်မှာလိုအပ်ချက်တွေများဆုံးခဲ့တယ်။ခန်စစ်ကလည်းအစပိုင်းသာကောင်းခဲ့တယ်။ပွဲပြီးခါနီးမှာမှားတဲ့ထက်မှားလာတယ်။ အထူးသဖြင့်ဒီမှာကလူချကစားရတယ်များတယ်ခင်ဗျာပြစ်တယ်မဟုတ်မကြာခဏပေးနေရတယ်အဲ့လိုရှင်နေလဲကြုံခဲ့ရတယ်ပေါ့လေမြမအသင်းနေနဲ့အခုပွဲကိုရှုံးနေတာကြောင့်အာရှဖလားရှေ့စစ်ပွဲလဲကြာရှုံးသွားပြီလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီအုပ်စုမှာမြမနဲ့ဆီးရီးယားအဓိကပြန်ပဲဖြစ်တယ်ဆီးရီးယားကိုပထမကြော့ရှုံးခဲ့အတော့ဒုတိယကြော့ဒီပွဲစဉ်မှာသာအနိုင်ရခဲ့ရင်နှော်လင်းချက်နည်းနည်းပါရှိသေးတယ်ဒါပေမဲ့အခုဒီပွဲကိုဝါရှုံးလိုက်တော့မြမအနေနဲ့အလုံးကိစ္စပြီးသွားပြီလို့ပြောလို့ရပါတယ် နောက်ထပ်ကစားပါတော့ပါကစ္စတန်ရှိတယ်ဒါအာဖဂန်နစ္စတန်ရှိတယ်ပေါ့လေဒီနှစ်သင်းကိုနိုင်ရင်တော့မှဆီးရီးယားကိုမြန်မာကြောမလို့တော့ဆီးရီးယားရဲ့လက်ရှိခြေစွမ်းက၄ဝက်ကစား၄ဝက်နိုင်ဖြစ်သွားပြီဒီတော့မြန်မာအနေနဲ့ကိုမီကိုရီကိုကွင်းကွန်ပရိတ်တာရှေ့မှာမှာအာရှဖလားရှေ့စစ်ပွဲကြဆုံမှုကိုရင်ဆိုင်သွားရပြီလို့ဒီပွဲပြီးမှာပြောလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဆီးရီးယားကတော့ကမ္ဘာဖလားရှေ့စစ်ပွဲဒုတိယဆင်မှာတော့ကမြန်မာကွင်းမှာ တကိုးစီတေကြတယ်အဝေးပွင့်ပွဲစဉ်မှာခုနှစ်ခုကိုမရှိနိုင်နဲ့အခုအာရှဖလားရှေစစ်ပွဲအဖြစ်တတိယအဆင့်ပွဲစဉ်ကန်ရတယ်ပေါ့လေအာရှဖလားတတိယအဆင့်ရှေစစ်ပွဲမှာမြန်မာမြန်မာရေမှာ၃ခုကိုမရှိနိုင်နဲ့အဝေးပွင့်မှာ၅ခုထုံးနေနိုင်ပြီးတော့နှစ်ပွဲကစား၂ပွဲလုံးနိုင်ပြီးရှေစစ်ပွဲအောင်မြင်မှုຢາຂາຍນົງດີນີ້ວ່ານີ້ເສັດຕົວຢູ່ເພິ່ນວ່າແດ່ຂະຍາຈິດຊູອາເປດປະເທດອ່າລົງໂອອະທຸເວຈິດຊູດີຊິວ່າແດ່ຂະຍາ